ိမ်တိမ်ရဲ့အသုံးစရိတ်မှလေဘယ်ဟာအများဆုံးလဲအဖေတယောက်ကမော်တော်ကားဝယ်ဖို့အဓိကလားကိုသားသမီးပညာရေးနဲ့ချမ်းသာရေးအဓိကလားစဉ်းစားကြည့်ပါအိမ်တိမ်မှာရှိတဲ့သားသမီးကိုတကယ်ချစ်သလားတကယ်ချစ်တဲ့မိဘဟာကိုသားသမီးရဲ့ပညာရေးစရိတ်နဲ့ချမ်းသာရေးစရိတ်ကိုများများသုံးတယ်ကိုယ်တသမီးရဲ့ပညာရေးစိတ်နဲ့ကျမ်းမာရေးစိတ်ကိုများများမသုံးမှုဆိုတဲ့မိဘ ကိုရှင်ရဲ့လွယ်မွေးထားတဲ့သာသမီကိုကိုကိုတိုင်းတဖြည်းဖြည်းချင်းလူရမွေအောင်လှုပ်ပြီးတပ်ပစ်တာနဲ့အတူတူပဲဒါကြောင့်အိမ်တိုင်းအိမ်တိုင်းဟာကျွန်တော်တို့ရဲ့သာသမီတွေကိုပညာတတ်သိဖြစ်စေခြင်းနဲ့ဒါကြောင့်ကလေးတို့လူငယ်တို့နင်တို့ကိုမိဘတွေကတက်ကတူအဝေးကိုတတ်ထားပေးတာနင်အမကောင်းကောင်းတယ်လို့အဝေးကိုပုတ်ပေးတာအဲ့ဒီအချိန်မှာမိဘကွယ်ရမှာမတော်တရဖြစ်ကြဒါနဲ့ပတ်သက်လို့ကြာခဲ့ပါပြီလွန်ခဲ့တဲ့6လလောက်က မန္တလေးမြို့က speaking english or speaking တနင်္ဂနွေ3ခု HIV နဲ့ပတ်သက်တဲ့တင်နန်းစင်ပွဲမှာလူငယ်တွေကိုသတိပေးဖို့အတွက်ဆရာဝန်တစ်ယောက်နဲ့ကျွန်တော်စကားပြောခွင့်ရတာဆရာဝန်တွေကထုံးစံအတိုင်းပဲဆရာဝန်ထောက်အောင်ပြောတာပေါ့နော် HIV ကဘယ်လိုကူးတယ်ပေါ့သွေးရကူးတယ်ပေါ့ဆေးရောဂါကူးတယ်ပေါ့ပြိဓာကူးတယ်ပေါ့ကွန်ဒုံးသုံးပါဘာညာပေါ့ဗျာပြောတာပေါ့အောက်ကဆယ်ရဲအောင်ပြီးတက္ကသိုလ်တက်နေတဲ့ speaking ကျောင်းသားတွေကဆရာဝန်တစ်ယောက်လုံးပြောသွားတာဘယ်သူမှစိတ်ဝင်စားဘူးအိမ်မှာရှိတဲ့ငါးတန်းကျောင်းသားကျောင်းသူတောင်သိတယ် ဲ့လိုသွေးရကူတယ်လို့စစ်ထုတ်အပ်တို့လိမ့်ဆက်ဆိုင်ရင်ကူတယ်လို့နားထဲမှာရော့နေပြီအောက်မှာရှိတဲ့ចောင်းသား200ကျော်ကလေလုံးဝစိတ်ဝင်စားဘူးရှေ့ရဆယ်ဝန်ညောင်ပြောလာကျွန်တော်ကလည်းဒေါပေါ်တာဒီလူငယ်တွေကွာဒီကောင်နဲ့လက်ထက်ငါတို့အနာကအရာမှာဒီကောင်နဲ့ဒါမှစိတ်ဝင်စားဘူးလားကျွန်တော်အလဲရောက်တော့ဘာပြောမလဲကျွန်တော်စဉ်းစားတယ်ကျွန်တော်ဘောပန်လေးတစ်ချောင်းလောက်ဗျဟုတ်ဟုတ်ကဲ့ဗျ ျွန်တော်ဒီလိုဘောလ်ပင်တောင်းသလိုတောင်းလိုက်တယ်ဒီမှာတော့တောင်းရတာအာနာလို့ဗျကျွန်တော်ရှေ့ခေါင်ကကောင်းပါလေးတယ်ကျွန်တော်ဘောလ်ပင်၅ချောင်းလောက်တောင်းလိုက်တယ်ကျွန်တော်မေးချင်လို့ဗျဒီဘောလ်ပင်ဘယ်လောက်တန်လဲဗျဖြည့်ကြည့်ပါ100 150 200ပေါ့နော်ဒီဘောလ်ပင်မြင်ကုန်သွားရင်လွတ်ပြသလားထပ်သုံးသလားဒါတစ်ခါသုံးနော်ကဲကျွန်တော်လွတ်ပြလိုက်ပြီဟိုမှာတော့၅ချောင်းလွတ်ပြလိုက်တာကလေးကဟာကနေနေတာပဲဟုတ်တယ် ဘောပယံတစ်ခါတော့လူငယ်ပေါင်းတို့နင်တို့ခန္ဓာကိုယ်ကတခါသုံးမဟုတ်ဘူးမယုံရင်နင့်အဖေနဲ့နင့်အမေလက်တော့မဲကြည့်ဘယ်နှခါသုံးတယ်လဲလို့မဲကြည့်နင်တို့ကနင်တို့တခါသုံးများမှတ်နေကြသလားမိကလေးပေါင်းတို့တခါသုံးမဟုတ်ဘူးယောက်ျားပေါင်းတို့တခါသုံးမဟုတ်ဘူး နိုင်ငံလူငယ်တွေကစမ်းမာရေးဂယူမဆိုင်ဘူးကိုယ်ခန္ဓာကိုတစ်ခါသုံးမှတ်တယ်စိုက်ကဲကိုအကျန်းစီးတယ်ခေါင်းခဏခဏသုံးရမှာအော်တိုဆောင်ခြေတော့ခဏခဏသုံးရမှာစိုက်ကဲကြည့်စီဟာခန္ဓာကိုမသိမချင်းသုံးရမှာကျန်တဲ့ကိစ္စဆိုပိုတောင်မှတန်ဖိုးထားတင်သေးတယ်ကျွန်တော်တို့မြန်မာမျိုးသမီးတွေကအယူအဆလွဲနေတာရှိတယ်မိန်းကလေးတွေကအလားတရားဆိုတာအလင်းရောင်ရှိမှမြင်ရတာအခုမြစ်ပြတ်သွားလိုက်မှောင်သွားလိုက်ဒီထဲမှာဘသူလှတယ်မလားမသိတော့ဘူး ကိုချင်းတရားဆိုတာအလင်းအမှောင်မရွေးဘူးအမျိုးသမီးပေါင်းတို့အလင်းအမှောင်အောင်မှမြင်ရတဲ့အလှတရားနဲ့အလင်းအမှောင်မရွေးတဲ့ကိုချင်းတရားဘယ်ဟာကိုတန်ဖိုးထားမလဲစဉ်းစားကြလူငယ်အရေးကြီးတယ်ဒီလူငယ်တွေကျမ်းမာမှာဒီလူငယ်တွေပညာတတ်မှာကဘာကိုရင်မောင်တန်းနိုင်မှာဒါကြောင့်အိမ်တိုင်းမှာ အဖေလည်းအရေးကြီးတယ်အမေလည်းအရေးကြီးတယ်သားသမီးတွေကျမ်းမာရေးနဲ့ပညာရေးလည်းအရေးကြီးတယ် ဒီနေရာမှာအိမ်ဆိုတော့အိမ်ရဲ့တဘာဝလေးပြောချင်တာပေါ့အိမ်တိုင်းကျွန်တော်ဗုဒ္ဓဘာသာဆိုတော့ကျွန်တော်တို့အိမ်မှာဝါစုလာပြည့်မတိုင်ခင်မှာဝါစုသင်္ကန်းကတ်တယ်အဲကျွန်တော်တို့ကထိန်လာမှာဆိုကထိန်သင်္ကန်းတစားမလို့ဆိုကထိန်သင်္ကန်းကတ်ကြတာပေါ့ကျွန်တော်အိမ်မှာဝါစုသင်္ကန်းကတ်ရင်းနဲ့စွန့်ကျွေးစွန့်ကျွေးတော့တရားပြည့်တဲ့ကိုတော်တွေကလည်းကျွန်တော်နဲ့အရန်ရင်းနေတယ် ကျွန်တော်လည်းစာရေးသူမှန်းသိတော့သူတို့စကားတအားပြောခြင်းတယ်သူတို့ပြောတဲ့စကားတွေလည်းမှတ်သားစရာတွေအများကြီးပါတယ်တပိတော့ရှောက်ထားပါရစေလို့တီလမယူဘဲနဲ့လှူလို့ရောမရဘူးလားလို့တပိတော့သွားစရာရှိလို့ရပါတယ်ဒါပေမဲ့တီလယူပြီးလှူတော့ကောင်းတာပေါ့တဲ့တီလယူတယ်ဆိုတာစိတ်ကိုစင်ကြယ်အောင်ဆေးလိုက်တာလေတဲ့တန်ရှင်းနေတဲ့ပကံနဲ့တန်ရှင်းနေတဲ့ခွက်သေးကိုထဲ့မှထဲ့တဲ့ပစ္စည်းကတန်ဖိုးရှိ